စအပါသောပြည်ထောင်စုလွှတ်တော်နာယကကြီးပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကြွားရောက်လာကြတဲ့ပြည်ထောင်စုဝန်ကြီးများပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များနဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပါရှင်။ကျမကတော့ရန်ကုန်တိုင်းဒေသကြီးတကုံမဲဆန္ဒနယ်မှပြည်သူလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာတက်တက်ခိုင်ဖြစ်ပါတယ်။ကျမအနေနဲ့ပြည်ထောင်စု သမရမြန်မာနိုင်ငံတော်နိုင်ငံတော်သမရယုံမှ2019ခုနှစ်စက်တင်ဘာလ29ရက်နေ့စွဲနဲ့ ပြည်ထောင်စုလွှတ်တော်နာယကထံပေးပို့လာတဲ့2018ခုဘန်ဒါယင်းနှင့်ပြည်ထောင်စုအစိုးရအငွေစည်းရင်းရဲ့လုံငွေဖြည့်ဆည်းဖို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှချင်းငွေရယူရန်ကိစ္စနဲ့ဆက်လင်းပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။နာယကကြီးရှင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုံမှ61ပုံမှကွဲခခွေးပါပြဋ္ဌာန်းချက်အရအများဆုံးတက်တန်း62ရက်သာရှိတဲ့အစိုးရငွေချေးတက်တေကန်လက်မှတ်များနဲ့ 2018ခုဘန္နာယီနှစ်အတွက်ပြည်တော်စုအစိုးရကိုစားစီမံကိန်းနဲ့ဘန္နာယီဝန်ကြီးဌာနမှမြန်မာကျပ်ငွေ1200ဘီလီယံထက်မပိုတဲ့ချင်းငွေ ပမာဏနဲ့ဘတ်ဂျက်လုံငွေရဲ့တစ်စိတ်တစ်ပိုင်းကို ဖြည့်ဆည်းပေးသွားမယ်လို့သိရပါတယ်။ဒီလိုမြန်မာနိုင်ငံတော်ဗဟိုဘာမှငွေချေးယူခြင်းကိုအစိုးရငွေတိုက်လက်မှတ်များလေလံတင်ရောင်းချတဲ့ပြမ်းမြဈေးကွက်အတိုးနှုံးနဲ့မြန်မာနိုင်ငံတော်ဗဟိုဘာမှ ငွေထုတ်ချေးပေးသွားမယ်လို့သိရပါတယ်ရှင်။အဆိုပါစာအရ၎င်းချင်းငွေပမာဏဟာနောက်ထပ်ဗန္နာငွေခွဲဝေ၃ဆွဲရေးဥပဒေချမ်းတင်သွင်းတဲ့အခါအပြောင်းလဲရှိနိုင်တယ်လို့လည်းဖော်ပြပါရှိပါတယ်။နာယကကြီးရှင်တစ်ဖက်မှာလည်းပြည်တော်စုသမရမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်230ပုံမှန်ကွဲကငယ်ပါပြဋ္ဌာန်းချက်များနဲ့အညီနောက်ထပ်ခွဲဝေပေးမဲ့အသုံးစည်းနဲ့ဆက်လင်းပြီး ဗန္ဒာယင်းကော်မရှင်ရဲ့ထောက်ခံတင်ပြချက်စာတစောင်ကိုပြည်တော်စုလွှတ်တော်သို့တင်ပြတောင်းခံထားတာတွေ့ရပါတယ်။ဗန္ဒာယင်းကော်မရှင်ရဲ့ထောက်ခံတင်ပြချက်အရပြည်တော်စုအဆင့်ဌာနအဖွဲ့အစည်းများသို့နောက်ထပ်ခွဲဝေပေးမဲ့အသုံးစရိတ်ကျန်2544.3ဘီလီယံပုံမူရရှိတဲ့ပြည်ပအကူအညီရငွေချင်းငွေတို့နဲ့ဆက်နွယ်ထားတဲ့လုပ်ငန်းအသုံးစရိတ်ကျပ်952.3939ဘီလီယံနဲ့ တိုင်းဒေသကြီးပြည်내အဆင့်ဌာနအဖွဲ့အစည်းများရဲ့နောက်ထပ်ထောက်ပံ့ငွေကျပ်15.34ဘီလီယံစုစုပေါင်းခွင့်ပြုပေးနိုင်ရန်ထောက်ခံတင်ပြထားလို့2018ခုဘဏ္ဍာနှစ်အတွက်မူလခန့်မှန်းခြေပါအသုံးစရိတ်များအပြင်နောက်ထပ်ခွဲဝေပေးရမယ့်အသုံးစရိတ်မြန်မာကျပ်ငွေ2812.39ဘီလီယံရှိကြောင်းတွေ့ရှိရပါတယ်ရှင်။နိုင်ရကကြီးရှင်ဖွင့်ပြိုးစဲတိုင်းပြည်များမှာရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံနဲ့ ပညာရေးကျန်းမာရေးတို့လိုလူမှုရေးအခြေခံအဆောက်အုံများလိုအပ်ချက်မြင့်မားတဲ့အတွက်ဘတ်ဂျက်လုံငွေနဲ့တိုင်းပြည်တည်ဆောက်ရေးကိုအကောင့်ထဲပေါ်ဆောင်ရွက်ရတာဟာဖွံ့ဖြိုးဆဲတိုင်းပြည်များအတွက်မဖြစ်မနေရွေးချယ်မှုတရဖြစ်ပါတယ်။တစ်ဖက်မှာလည်းတိုင်းပြည်ရဲ့ဘတ်ဂျက်လုံငွေကိုဘလို့နီးလန်းတွေနဲ့ဖြည့်ဆည်းပေးမှလဲဆိုတာကအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်လာပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့ဘတ်ဂျက်လုံငွေကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကငွေကြေးရိုက်နှိပ်ထုတ်ဝေတဲ့နီးလန်းနဲ့ ဖြည့်ဆည်းခြင်းဟာငွေကြေးဖောင်းပွားမှုဖိအားကိုများစေပြီးပါချေးစင်းပါဝါပါရတီလို့ခေါ်တဲ့မြန်မာကျပ်ငွေရဲ့တုံးဆွဲနိုင်စွာလျော့ပါလာတာကြောင့်ပြည်သူအများကြားမှလူနေမှုအဆင့်နှိမ့်ချသွားတဲ့အကျိုးဆက်ကိုခံစားရနိုင်ပါတယ်။နိုင်ငံကြီးရှင်ကာလလကျွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာအရဘတ်ဂျက်လုံငွေဖြည့်ဆည်းမှုကိုတက်တန်းရှိပြီးအတိုးနှုံးနှဲတဲ့ပြပချင်းငွေနဲ့ဖြည့်ဆည်းခြင်းအပြင် အများပြည်သူစုဆောင်ငွေနဲ့ဖြည့်ဆည်းဖို့အစိုးရငွေတိုင်းလက်မှတ်နဲ့ငွေတိုင်းစာချုပ်လေလံတင် ရောင်းချခြင်းတို့ကိုဦးစားပေးအဖြစ်သတ်မှတ်ထားပြီးမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှချေးယူခြင်းကိုနောက်ဆုံးဖြည့်ဆည်းရနီးလန်းအနေနဲ့သတ်မှတ်ထားတာကိုသိရှိခဲ့ရပါတယ်။၎င်းကာလလက်ကျွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာအရ2016ဆက်ကွန်ဘဏ္ဍာနှစ်မှာဘတ်ဂျက်လွန်ငွေရဲ့40ရာခိုင်နှုန်းနဲ့2018ဆက်ရှိဘဏ္ဍာနှစ်မှာဘတ်ဂျက်လွန်ငွေရဲ့30ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဗန်ချင်းငွေနဲ့ဖြည့်စည်းဖို့ရာထားခဲ့ကြောင်းသိရှိရပါတယ်။နာယကကြီးရှင်အချုပ်အားဖြင့်ပြောရရင်အထက်ကဆွေးနွေးခဲ့တဲ့အတိုင်းဗန်ဒန်ယီကော်မရှင်ရဲ့ထောက်ခံတင်ပြချက်မှာ2018ဗန်ဒန်နှစ်အတွက်မူလခန့်မှန်းခြေပါအတုံးစိတ်များအပြင်နောက်ထပ်ခွဲဝေပေးရမယ့်အတုံးစိတ်မြန်မာကျပ်ငွေ2800.39ဘီလီယံရှိနေပြီးမြန်မာနိုင်ငံတော်ဗဟိုဗန်မှထုတ်ချေးမဲ့မြန်မာကျပ်ငွေ 1200ဘီလီယံထက်မပိုတဲ့ပမာဏဟာလေနောက်ထပ်ဗန္ဒာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတင်သွင်းတဲ့အခါအပြောင်းလဲရှိနိုင်တယ်လို့ဖော်ပြပါရှိပါတယ်။အဲဒါကြောင့်2018ဗန္ဒာနှစ်ကုန်တဲ့အချိန်မှာဘတ်ဂျက်လုံငွေ ဖြည့်ဆည်းဖို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့နောက်ဆုံးအပိသတ်ငွေစိုက်စက်ကူရိုက်နှိပ်ရတဲ့ပမာဏဟာ မူလရထားချက်ဖြစ်တဲ့ဘတ်ဂျက်လုံငွေရဲ့30ရာခိုင်နှုန်းအတွင်းကြားရောက်ပါသလားဆိုတာကို မေးမြန်းရင်းဏိကုံချုပ်အပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်